အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကျွန်တော် sharing လုပ်ပေးရှင်တဲ့အကြောင်းအရာလေးကတော့ Gmail account ရှိတဲ့သူတွေ Gmail account ဖွင့်ထားတဲ့သူတွေ Gmail account နဲ့ကျွန်တော်တို့ apply လုပ်ထားတဲ့ YouTube channel တွေရှိမယ် apply လုပ်ထားတဲ့ Google အဆင့် account တွေရှိမယ် Google Drive တွေရှိမယ် Google Photo တွေရှိမယ်အဲ့ဒီနေရာမှာကျွန်တော်တို့ data အရှက်လက်တွေတို့လောက်ထားတဲ့သူတွေအတွက် Google Authenticator နဲ့မရှိတ်ဆက်ထားဘူးဆိုလို့ရှိရင် အရန်ကိုအန္တရာယ်များတဲ့အနေထားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ Gmail account ကို security ကိုမြင့်တင်ပေးဖို့အတွက် Google Authenticator နဲ့ရှိတ်ဆက်ထားဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ Google Authenticator နဲ့ရှိတ်ဆက်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Gmail account ရဲ့ password ကိုသိတောင်မှကျွန်တော်တို့ရဲ့ account ကိုအလွယ်တကူနဲ့မဝင်နိုင်တော့ဘူးဖြစ်ပါတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့ Gmail account ကို authenticator နဲ့ ဘယ်လိုမျိုးရှိတ်ဆဲရမလဲဆိုတဲ့အကြောင်းအရာလေးတခုကိုဒီနေ့ဗီဒီယိုလေးမှာကျွန်တော်အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Gmail အကောင့်ကို Authenticator နဲ့ရှိတ်ဆဲဖို့အတွက်အရင်ဆုံးကျွန်တော်တို့ Authenticator app ထဲကိုဝင်ပေးပါ Google အကောင့်တခုနဲ့ sign in ဝင်ဖို့လိုအပ်ပါတယ် sign in ဝင်ပြီးတာနဲ့ enter your status key ဆိုတဲ့နေရာထဲကိုဝင်ပေးပါ ဝင်ပစ်လိုက်တာနဲ့ကောင်းနေယောဂီဆိုတဲ့ဟာကို တွေ့ရမှာ ဖြစ်ပါတယ်ကောင်းနေဆိုတဲ့နေရာမှာကျွန်တော်တို့ပြည့်ရှင်တဲ့နာမည်ကိုထည့်လို့ရပါတယ်ယောဂီဆိုတဲ့နေရာမှာကီကိုထည့်ဖို့အတွက်ကျွန်တော်တို့ဂျီမဲအကောင့်ထဲကို ဝင်ဖို့လိုအပ်ပါတယ်ဂျီမဲအကောင့်ထဲကို ဝင်လိုက်ပါဂျီမဲပရိုဖိုင်ထဲကိုဝင်လိုက်ပါ manage your google account ဆိုတဲ့နေရာထဲကိုဝင်လိုက်ပါ security and sign in ဆိုတဲ့နေရာထဲကိုဝင်လိုက်ပါ authenticator ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ် authenticator ထဲကိုဝင်လိုက်ပါ set a authenticator ထဲကိုဝင်လိုက်ပါ ကန်တော့စကန် it ဆိုတဲ့နေရာထဲကိုဝင်လိုက်ပါနံပါတ်2နေရာမှာရှိနေတဲ့ key ကို copy ယူလိုက်ပါ copy ယူပြီးတာနဲ့ authenticator app ထဲကို ပြန်ဝင်လိုက်ပါ your key ဆိုတဲ့နေရာမှာအခုနာက copy ယူခဲ့တဲ့ဟာကိုရှားလိုက်ပါ copy ယူပေးတဲ့ဟာကို ထည့်လိုက်ပါထည့်ပြီးတာနဲ့ကောင်းနှင်းဆိုတဲ့နေရာမှာကျွန်တော်ပြည့်ရှင်တဲ့နာမည်ကိုထည့်လို့ရပါတယ်ကျွန်တော်တို့ထည့်ရှင်တဲ့နာမည်တခုကို ရေးထည့်လိုက်ပါထည့်ပြီးတာနဲ့ add ကိုနှိပ်လိုက်တာနဲ့ authenticator ကကုန်းနံပါတ်6လုံးကိုခြားပေးမှာဖြစ်ပါတယ်အဲဒီကုန်းနံပါတ်6လုံးကိုချက်ချင်း copy ယူလိုက်ပါယူပြီးတာနဲ့ကျွန်တော်တို့ခုနက gmail ထဲကိုဝင်လိုက်ပါ ဝင်ပြီးတာနဲ့ enter ဝင်ပြီးတာနဲ့ next ကိုနှိပ်ပေးပါ next ကိုနှိပ်ပေးတာနဲ့ enter code ဆိုတဲ့နေရာမှာအခုနက Google Authenticator ထဲက UK ရဲ့ code number ကိုရှားလိုက်ပါရှားပြီးတာနဲ့ verify ကိုနှိပ်လိုက်ပါနှိပ်လိုက်တာနဲ့အခုလိုမျိုးပေါ်လာမှာဖြစ်ပါတယ် Authenticator app ဆိုပြီးပေါ်လာမှာဖြစ်ပါတယ် အဲ့လိုမျိုးပေါ်နေလို့ရှိရင်ကျွန်တော်တို့ Google account နဲ့ authenticator app နဲ့ရှိတ်ဆက်ထားတာအောင်မြင်သွားပြီဖြစ်ပါတယ်ကျွန်တော်တို့ banner ပြန်ထွက်လိုက်တာ security activity ဆိုတဲ့ခေါင်းစဉ်အောက်မှာ sign in step at authenticator app ဆိုတာကိုတွင်းမြင်ရလို့ရှိရင်ကျွန်တော်တို့ Google authenticator နဲ့ရှိတ်ဆက်တာအောင်မြင်သွားပြီဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ